မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ကိုစီတည်နှင်းအထွေထွေ YouTube Channel ကနေအမျက်တင်ဆက်နေကြတနေ့တာတည်နှင်းအထွေထွေတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတည်နှင်းအနေနဲ့တော့မြန်မာနိုင်ငံအလဲပိုင်းတွင် Master 28ရက်နေ့လှုပ်ခတ်ခဲ့တော့ငလင်ဘေးကယ်ဆယ်ရေးလုပ်မိမြစ်ဒီအဖွဲ့မဆိုတီချာနှုတ်လက်ဆိုရက်တိဆောင်ရွက်ခွင့်မရှိပဲကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကစစ်ကောင်စီနှင့်ပူးတွဲဆောင်ရွက်မှခွင့်ပြုမည်ဟုအကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကပြောဆိုလိုက်ပါတယ်မူဝါဒတရားအနေဖြင့်ဆောင်ရွက်တွားရန်လိုအပ်ကြောင်း တိုင်းဒေတာကြီးနှင့်ပြည်내ဝန်ကြီးချုပ်များအနေဖြင့်လည်းမိမိတို့တက်ဆိုင်ရနယ်မြေများသို့ရောက်ရှိလာသည့်ကုညီကယ်ဆယ်ရေးအဖွဲ့များ NGO အဖွဲ့အစည်းများကိုမိမိတို့ကုညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှတာခွင့်ပြုပေးရရန်လိုကြောင်းအကြံဖက်စိုးဝင်းကပြောဆိုတယ်။ငလင်လှုပ်ခတ်ပြီးနောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုပေါင်း53ခုကိုလှုပ်ဆောင်ခဲ့ကြောင်းရင်တို့အနက်မှစစ်တပ်၏တိုက်ခိုက်မှုပေါင်း16ခုမှာအေဘလာ2ရက်နေ့စစ်ကောင်စီကအပြစ်ခတ်ရက်စဲတီဟုကြေညာပြီးတဲ့နောက်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကုလသမဂ္ဂကထုတ်ဆိုထုတ်ဖော်ပြောဆိုထားတယ်။ ဒါကတော့လက်ရှိစစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်ပါဒါပေမဲ့သူတို့မေ့နေတာကစစ်ကောင်စီကိုမြန်မာနိုင်ငံပြည်သူတွေကအစိုးရအဖြစ်နိုင်ငံတော်ရဲ့နော်အစိုးရတရားအဖြစ်နိုင်ငံခေါင်းဆောင်တွေအဖြစ်မတတ်မှတ်ထားဘူးဆိုတော့သူတို့မေ့နေတယ်ထင်ပါတယ်ဒါပေမဲ့တော့သူတို့ကအားလုံးတိတဲ့အတိုင်းနော်ပေဖို့ဖြစ်နေတဲ့လူတွေကိုကယ်ဖို့ဟာတောင်သူတို့ရဲ့ခွင့်ပြုချက်ယူမှကယ်ခွင့်ရှိမယ်ဆိုတော့သူတို့ရဲ့စိတ်ထက်ကိုတနိုင်ငံလုံးကဒါအားလုံးကတကဘာလုံးကယွန်းစရာ ပုံစံဖြစ်တဲ့အနေအထားတွေဒါသူတို့ထုတ်ပေါ်ပြောဆိုလိုက်တာပဲဖြစ်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့လက်ရှိတဘာဘေးအန်နေရနဲ့ပတ်သက်လို့သူတို့ထုတ်ပြန်တဲ့စာရင်းတွေအများကြီးကိန်းကနန်းတွေလွှဲနေတယ်လက်ရှိမြေပြင်မှာဖြစ်နေတဲ့ဒူတွေအနေနဲ့နော်မြို့နယ်တွေရွာတွေမှာတက်လာတဲ့စာရင်းတွေကိုပြန်နှိုင်းရှင်ကြည့်မယ်ဆိုရင်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကအင်မတန်နည်းနေတာတွေ့တယ် ဒါပေမဲ့သူတို့ဒီပြည်သူဘလောက်ပဲတည်တည်အာယုံဆိုင်တာမဟုတ်ဘူးအဓိကသူတို့နိုင်ငံရေးအမျက်ဘလို့ထောက်ကမလဲဆိုတဲ့အပေါ်မှာအာယုံဆိုင်ပြီးတော့နိုင်ငံတကာထောက်ခံမှုသူတို့ရရှိအောင်လားသူတို့ကြိုးပမ်းနေတာပြည်သူအသက်အိုးရင်စီးစိမ်ကာကွယ်ဖို့သူတို့ကြိုးပမ်းနေတာမဟုတ်ဘူးဆိုတာဒီတဘာဘေးအန်နေတဲ့အမဲတစေဖြစ်လာတဲ့အပေါ်မှာမူတီကိုကြည်ချင်းအားသိနိုင်မှာဟုတ်ကဲ့နောက်ထပ်တင်ပြတဲ့ပုဂ္ဂိုလ်တင်ဆက်ပေးခြင်းပါတယ်ဒါကတော့မြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုရဲ့မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလှင်ကြောင့်တေဆုံးလူ3455ဦးရှိလာကြောင်းအကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်တယ် ငလင်လောက်ခတ်ခဲ့မှုကြောင့်ယခုအချိန်ထိတည်ဆုံးသူ3455ဦးထိခိုက်ဒဏ်ရာရရှိသူ4000နဲ့840ဦးပျောက်ဆုံးနေသူ214ဦးစုစုပေါင်း8600ကျော်ခန့်ထိခိုက်တည်ဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းအသေးစိတ်စည်ရင်မတိရှိရသေးတော့လေအဆောက်အအုံပျက်စီးမှုပေါင်း9223လုံးစာတင်ကျောင်းပေါင်း1824ကျောင်းဖုံးတော်ကြီးကျောင်းနှင့်တီလရှင်စာတင်တိုင်း2952ကျောင်းထိခိုက်ပျက်စီးဆုံးရှုံးခြင်းဖျားစေဒီပေါင်း 4819ခုထိခိုက်ပျက်စီးဆုံးရှုံးခြင်းစေယုံစေကမ်းပေါင်း168ခုပျက်စီးခြင်းဖြစ်ပေါ်ကြောင်းစစ်ကောင်စီကဆိုတဲ့လမ်းမဆက်သွေးအနေဖြင့်ရန်ကုန်နေပြည်တော်မန္တလေးတွားရထားလမ်းနှင့်ကားလမ်းများပျက်စီးခြင်းနှင့်အချို့ဘူတာများတွင်ပျက်စီးမှုများဖြစ်ပေါ်ခြင်းတရား169စင်းပျက်စီးခြင်းဆယ်မြောင်းတာတမန်168ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်းအမြန်လမ်းမကြီးတစ်ချောင်းအပိုင်း184ခုထိထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ျက်စီးဆုံးရှုံးမှုများများပြားကြောင်းအကျန်းဖက်စစ်ကောင်စီကတရင်ထုတ်ပြန်ထားတယ်။နော်ဒါကတော့ပျက်စီးမှုစည်ရင်းတွေကတော့ပို့ပြီးထုတ်ပြန်လာလိုက်မယ်။ဘာဖြစ်လို့ဆိုတော့နိုင်ငံတကာကကူညီမှုတွေရအောင်လို့လက်ရှိဒီနေ့အချိန်ထိနော်နိုင်ငံတကာကကူညီထားတဲ့အမေရိကန်ဒေါ်လာတန်ပေါင်းများစွာရှိနေပေမဲ့တကယ်ဒုက္ခရောက်တဲ့ငလင်ဘေးတင်ပြည်သူလက်ထဲကိုတအူးချင်းစီကိုဘယ်လောက်ရလဲ။နော်ဒေလကန်ပရာဟိတတွေကူညီတဲ့တော့နိုင်ငံတော်အဒီသူတို့သူတို့နိုင်ငံတော်လို့တတ်မှတ်ထားတဲ့ကောင်တွေကပေးတာမရှိသေးပါဘူးအဲ့တော့လက်ရှိ နော်ခိုင်နင်းဝင်ပရိဒတ်အဖွဲ့ကတောင်မှလူတယောက်ကိုတိန်းယာချီပေးပြီးတော့ထောက်ပံ့နေတဲ့အချိန်မှာနိုင်ငံတကာရဲ့ဒေါ်လာသန်းပေါင်းများစွာကိုလက်ခံထားပစ္စည်းပေါင်းများစွာကိုလက်ခံထားတဲ့အကြမ်းဖက်စစ်ကောင်စီဟာရတဲ့ပစ္စည်းအလုံးကိုအိတ်ထဲထည့်ပြီးတော့ဒေတာကန်တကယ်ခံရတဲ့ပြည်သူတွေကိုမစွတ်ပလွတ်လေးပေးပြီးတော့အလုံးကိုသူတို့ကြားထဲရရင်ဖျက်ဆီးနေဆိုတဲ့အကြောင်းကိုဒေတာကန်ပြည်သူတွေကပြောဆိုလာတဲ့အတွက်သတင်းမီဒီယာတွေမှာဖော်ပြလာတာတွေ့ရတယ် ဒါကတော့ထုံးစံပါပဲကျွန်တော်နာခင်မှလည်းဒီတိုင်းပဲ USAID တစိုက်တွေနဲ့ဗိုလ်ချုပ်ဈေးထဲမှာမလိုချင်တဲ့အဆုံရောင်းချငံခဲ့ရတာနာခင်မှဆိုတာခံခဲ့ရသူတွေအားလုံးအတိဆုံးပါเนาะအခြားလေဘေးတွေရေဘေးတွေမှာလည်းဒီအတိုင်းပဲလုတ်ခဲ့တာပဲနိုင်ငံတကာကူညီမှုတွေကိုလာလို့ရှိရင်တို့လက်ထဲထည့်ရမယ်တို့ကတစ်ဆင့်ပြန်ပေးမယ်ဆိုတော့ခေါင်းစဉ်နဲ့အားလုံးကိုခိုးဖွဲ့စားတောက်ပြီးတော့ဒီဒုက္ခတွေတွေရှိကနေခေါင်းပုံဖြတ်ခဲ့တာเนาะအကျန်းဖက်ကောင်းတွေ အခုဒီနေ့ငလင်မှာလည်းဒီပုံစံပဲချိုးပြီးတော့နိုင်ငံတကာကူညီမှုတွေကိုသူတို့လက်ထဲကိုထည့်ခိုင်းပြီးတော့ပြည်သူတွေရှီကနေပြန်ပြီးတော့ဓာတ်ပြတ်စားနေကြတာဖြစ်တယ်။ဘာနောက်ထပ်သတင်းကိုတင်ဆက်ပေးခြင်းပါလဲ။ဒါကတော့မြန်မာနိုင်ငံအလဲပိုင်းတွင်ပြည်သူများငလင်တန်းကြောင့်တေဆုံးပျက်စီးမှုများဖြစ်ပေါ်နေခြင်းစစ်ကောင်စီ၏တာသနာ၏ဒုဝင်ကြီးမန္တလေးဝင်ကြီးချုပ်မျိုးအောင်နှင့်စစ်ဘိုလ်ချုပ်တစုကကြောက်ဆယ်မြို့ရွှေတိန်တော်ဖျားတွင်အဋိဌံပွဲထိုးရရချေရွားကြောင့်ကြောက်ဆယ်မြို့နယ်တန်ကနိုင်ငံအဖွဲ့ဝင်တန်ကတော်တချို့နှင့်ကြောက်ဆယ်မြို့ပြည်သူများကပြောဆိုတယ် မန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်သာသနာ့ဒုဝန်ကြီးနဲ့စစ်ဘော်ချုပ်တစုကမဟာရွှေတိန်တောင်ဖျားတွင်အဋ္ဌထံတရားရှိပြီးနှစ်ပြောဝဲထိုး၍ပွဲပေးကနိုင်ငံတော်ကပ်ဘေးတင့်မှုကိုကြော်လွှားရန်ရေရရာရှိခဲ့ကြောင်းအဆိုပါရေရရာရှိမှုမှာနေပြည်တော်မှစစ်ကောင်စီခေါင်းဆောင်မင်းအောင်နိုင်၏ညွန့်ကြားချက်အရာဖြစ်ကြောင်းသိရှိရတယ်ရေရရာဘလောက်ပဲဆွမ်းဆွမ်းအကုတို့ကိုလက်ပေးလို့မရပါဘူးနော်ကျွန်တော်ဝစ်ဆိုတာမော်တာမလိုဘူးအော်တိုလဲဆိုတဲ့စကားပုံရှိသလို့ ဘလို့ပဲပြက်စည်းချိန်တန်လာတန်လာဘလောက်ပဲအင်အားကောင်းတဲ့အရာပြည့်ပြက်ကိုပြက်ကပါလိမ့်မယ်အဲ့တော့လက်ရှိအာနာတိန်းထားတဲ့ဒီစစ်ကောင်စီအဖွဲ့ဟာပြက်စည်းချိန်တန်လာတာဖြစ်တဲ့အတွက်ကပ်ဘေးဘောင်းစုံစိုက်လာပြီးတော့နော်ရှင်းရှင်းပြောရရင်တော့ပလင်ဘွားခါချခံထိနေရတာပဲဒါကြောင့်မလို့ဘလောက်ပဲရေရရချေချေရုတ်မာတဲ့အလုတ်လုတ်ပြီးရေရရချေချေဆိုရင်တတော်ကလုံးရုတ်မာတဲ့လူကြီးပဲဖြစ်ကုန်မှာပေါ့ဟုတ်တယ်မလားဒါကြောင့်မလို့ ကြိုက်တဲ့လောက်ရေရရရှိပါနော်သူတို့လောက်မျိုးဘာသာသာသနာပြောတာလည်းသူတို့ပဲရှိတယ်ဒါပေမဲ့ဗုဒ္ဓဘာသာရဲ့စန့်ကျင်ဘက်အလုပ်တွေကိုလုပ်တာသူတို့ပဲရှိတယ်အဲ့တော့ဒီနိုင်ငံသာသနာဖြတ်တာဘယ်လိုလဲဆိုရင်အဒီစစ်အာဏာရှင်တွေပဲသာသနာဖြတ်ခဲ့ကြတာဖြစ်တယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မန္တလေးတိုင်းအတွင်းမိုးကုတ်မတရာစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တို့ကိုအကြမ်းဖက်စစ်ကောင်စီကတိတွေ့တိုက်ပွဲမရှိဘဲလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေရအယက်တားထိခိုက်မှုတွေရှိနေကြောင်းသိရပါတယ် လုံးလုံးလက်လက်လက်ငလင်ဘေးတင်ထားတာတွေကြောင့်ပြည်သူတွေမြေပြင်မှာအတော်လေးအခက်အခဲကြုံနေရတယ်လို့လည်းပြည်ဦးလင်ခရိုင်ပကဖတာဝန်ရှိသူကပြောပါတယ်။ဧပြီလ9ရက်မနေ့ကနစ်လက်ဘက်ကမိုးကုံမြို့အနောက်ပိုင်းပင့်ကူတောင်အောက်မှာရှိတဲ့ပြည်သူပိုင်ခြံဝန်းတဲကို Jet Fighter နဲ့ပေါင်900ဘုံဒီနှလုံးကျဲချော်ထားကြောင်တိရတယ်။အဲ့ဒီနေ့တစ်ဆက်တည်းမှာပဲမတရာမြို့နယ်ဘိုကုံးရွာအနီးကို Jet Fighter နဲ့နှစ်ကြိမ်လေကြောင်းတိုက်ခိုက်သွားတယ်လို့ပြည်ဦးလင်ပကဖခရိုင်ပကဖတာဝန်ရှိသူကပြောပါတယ်။မတရာစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာ ငလင်ဘေးဒဏ်တင့်တဲ့နေအိမ်ဒီအဆောက်အအုံပျော်ကြားမှုတွေရှိခဲ့ပြီးတည်ဆုံးသူ44ယောက်နဲ့ထိခိုက်ဒဏ်ရာရသူ100ကျော်ရှိထားတယ်လို့သိရပါတယ်။စင်ကူးမြို့နယ်အတွင်းတည်ဆုံးသူ36ယောက်နဲ့ထိခိုက်ဒဏ်ရာရသူအယောက်60အထိရှိခဲ့ပြီး20မှာဒဏ်ရာပြင်းထန်ကြောင်းမတရာမြို့နယ်မှာလည်းဒဏ်ရာရသူ18ယောက်နဲ့တည်ဆုံးသူ10ယောက်ဒါမတရာမြို့ပေါ်မပါပဲအထိရှိခဲ့ကြောင်းသိရပါတယ်။နောက်လက်ရှိ တလောက်တော့ငလင်ဘေးတင်ထားတဲ့ဒေသမှာအပြစ်အခဲရက်တယ်ဆိုပြီးတော့နိုင်ငံတကာမှာမျက်နှာရအောင်လို့အပြစ်ခိုက်ရက်ဆဲတယ်ရက်20ဆိုပြီးကြီးညာပေမဲ့တကယ်လေချောင်းကနေတော့ဘုံကျဲတိုက်ခိုက်မှုတွေဒီနေ့အချိန်ထိမရက်မနာပြုတ်နေတာပဲဖြစ်တယ်အဲ့တော့နိုင်ငံတဝန်းမှာတဘာဝဘေးကတ်ဆိုင်နေတောင်မှအာနာယူဖို့အတွက်ပြည်သူကိုဘုံကျဲမပြတ်တဲ့ကောင်တွေကိုထိုင်းမီဒီယာမှာတင်ထားတဲ့အဟာအောက်မှာရှိတဲ့ထိုင်းပြည်သူတွေကတော့ဝိုင်းဆဲတဲ့အထိဖြစ်ခဲ့ရတယ် ဒါပေမဲ့ရှက်စရာကိုရှက်စရာကောင်းမှမတိတဲ့အာနာယူတွေကတော့နော်အပြုံးမပြတ်ဆက်လက်ပြီးတော့ရက်တီလှည့်ပဲပြည်သူကိုဆက်လက်ပြီးတော့အကြမ်းဖက်လှည့်ပဲဒါကြောင့်ဒါကြောင့်မလို့ကဘာအနေနဲ့အခုလိုမြန်မာ့အာယုံစိုက်လာတဲ့အချိန်မှာကျွန်တော်တို့ဒေါ်လာအင်အားစုတွေအထူးသဖြင့်တိုင်းနာ EOS တွေခေါင်းဆောင်တွေပြီးရင် NG ခေါင်းဆောင်တွေ AUCC ခေါင်းဆောင်တွေအခြားသောအင်အားစုခေါင်းဆောင်တွေအနေနဲ့ကဘာကဒီလက်ရှိမြန်မာမှာဖြစ်ပေါ်နေတဲ့အရာကိုတလက်စားတဲ့အာယုံစိုက်ပြီးတော့အပြီးဆုံးထိုင်ထိနော်ကြည့်ချူကူညီကြဖို့ကိုဝိုင်းစူးစမ်းကြဖို့ရေးကြီးပါတယ် ဲ့လိုမဟုတ်ပဲဒီတစ်ခါမျက်နှာထပ်လွှဲလိုက်မယ်ဆိုရင်တော့ဒီမတရားတဲ့စနစ်အောက်မှာပဲကျွန်တော်တို့မြန်မာပြည်သူတွေဘဝကအားထားပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့မြန်မာငလင်ရင်မှာလာရောက်ကူညီကယ်ဆယ်နေတဲ့ငလင်ကယ်ဆယ်ရေးအဖွဲ့တချို့ပြန်လည်ထွက်ခွာသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒါကတော့မြန်မာငလင်ဘေးတွေရောက်ရှိလာတဲ့အိန္ဒိယနဲ့မလေးရှားနိုင်ငံကကူညီကယ်ဆယ်ရေးအဖွဲ့တွေပြန်လည်ထွက်ခွာသွားပြီလို့မြန်မာနိုင်ငံမိတဲ့တပ်ဖွဲ့ကထုတ်ပြန်ပါတယ်စကိုင်းမြို့မှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့မလေးရှားနိုင်ငံ SMART တပ်ဖွဲ့ဝင်တွေနဲ့မြန်မာနိုင်ငံကကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအချင်းချင်း ရင်ထိုးခြင်းလဲလှယ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တစက်ထဲမှာပဲမန္တလေးမြို့မှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့အိန္ဒိယနိုင်ငံ NDRF တပ်ဖွဲ့ဝင်တွေလည်းပြန်လည်ထွက်ခွာသွားပြီလို့ထုတ်ပြန်ပါတယ်။အိန္ဒိယအဖွဲ့တွေကိုလည်းအမှတ်တရရင်ထိုးတွေနဲ့ဂုံပြူမှတ်တမ်းလွှာတွေအတီးတီးပေးအပ်ခဲ့တယ်လို့တည်ရပါတယ်။ဒါကတော့ပြန်လည်ထွက်ခွာသွားတဲ့တရင်ပဲဖြစ်တယ်။ထို့အတူဟိုရက်ကတုန်းကအိန္ဒိယကူညီကယ်ဆယ်ရေးဌာနတယောက်ကလက်ရှိစစ်ကောင်စီရဲ့တနက်ပြောင်းရှိမှာကယ်ဆယ်ရေးတွေမလုပ်ရှင်တော့ဘူးဆိုပြီးတော့ပြန်လည်သူပြန်သွားပြီဆိုပြီးတော့ပုတ်တင်ထားတာတွေ့တယ်။ ဲ့တော့ဒါကိုကြည်ချင်းအပြင်နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေအနေနဲ့လည်းလက်ရှိအကြမ်းဖက်အာဏာယူတွေကိုဘယ်လောက်စိတ်ပြတ်သွားတယ်ဆိုတဲ့အဖြေပဲဒါเนาะအဲ့တော့ဟိုကျွန်တော်တို့နိုင်ငံသူများနိုင်ငံကကိုယ်နိုင်ငံအတွက်ဝမ်းနဲ့ပူဆွေးပြီးတော့လာရောက်ကူညီကယ်ဆယ်နေချိန်မှာကိုယ်နိုင်ငံကရှိတဲ့စစ်တပ်ပါဆိုတဲ့ကောင်တွေကပြည်သူကိုပြန်တက်ပြနေတဲ့လောက်ရဟာနိုင်ငံတကာအနေနဲ့တော်တော်ဆက်ဆုပ်ယွန်းစရာပွဲကောင်းပါတယ်အကျိုးစီးပွားလို့လို့ညောင်ရီလောင်းတဲ့ကောင်တွေလာလက်ရှိစစ်ကောင်စီနဲ့ နော်မေသူခေါ်ပြောပြုံးပြနေတဲ့အဆင်ပဲရှိပါတယ်တကယ်အမှန်တရားအတွက်လူပီတာတဲ့နိုင်ငံတွေကတော့ဒီလိုလောက်ရကိုအင်မတန်နော်ဆက်စုပ်ယွန်ချကြတယ်ပြီးတော့ကြုံနဲ့ရှုပ်ချကြဟုတ်ကဲ့နောက်ထပ်တတိယဘုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ရခိုင်တပ်တော်အာရခတပ်တော် AA ရဲ့တတိယမဲဖြစ်ပါတယ်ရခိုင်အတပ်တော်ဟာ2025ခုနှစ်ဧပြီလ1ရက်နေ့ကစတင်ပြီးညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ကိုကန့်တအောင်တပ်ဖွဲ့တွေနဲ့အတူတလတာတစ်ဖက်သက်အပစ်ရက်စဲကြောင့်ကြီးညာခဲ့တာဖြစ်ပါတယ် အဲ့ဒါလို့မကျင်ညာမီနဲ့ကျင်ညာပြီးတဲ့နောက်ပိုင်းမှာအေအေကထိမ့်ချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေစတိုက်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ကြောင်းဖြူမြို့နဲ့စစ်တွေမြို့ပတ်ဝန်းကျင်ထိအာရကတပ်တော်တပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drop bomb လေကြောင်းနဲ့စစ်တမောတွေပေါ်ကနေပစ်ခတ်တိုက်ခိုက်ခြင်းတွေကိုနေ့စဉ်စတိုက်ပြုလုပ်နေရှိတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီကဘကိုးတိုင်း AOD တိုင်းနဲ့အခြားသောနေရာတွေကနေအာရကတပ်တော်ရဲ့စစ်ကြောင်းတွေကိုနေ့စဉ်တံပြန်ထိုးစစ်တွေဆင်နွှဲပြီးတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ ဒါကတော့နော်ညီတော်မဟာမိတ်တုံးပွဲဖြစ်တဲ့ညညာချက်ကိုဒီအပြစ်ခတ်ရက်စဲညညာချက်ကိုထုတ်ပြန်ထားတယ်အဓိကတော့လက်ရှိကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ငလင်ဘေးတန်တင့်ပြည်သူတွေကိုစာနာကူညီဖေးမှာတော့အားဖြင့်နော်အပြစ်ခတ်ရက်စဲကြောင့်ညညာပြီးတော့ပြည်သူတွေရဲ့ဒုက္ခကိုနိုင်တဲ့နေရာကဝိုင်းလုံးဖို့ထုတ်ပြန်ညညာထားကြတာဖြစ်ပါတယ်ဒါပေမဲ့လို့အာဏာတိုင်းအကြမ်းဖက်စစ်ကောင်စီဟာအပြစ်ရက်20အပြစ်ရက်တယ်လို့ပါဇက်ကမြင်ကောင်းအောင်ပြောပေမဲ့လက်တွေ့ကြတော့အောက်ချင်မှာပြည်သူတွေကိုဘုံကျဲတယ်လက်နက်ကြီးနဲ့ပစ်တယ်နော်ဒီ စစ်သည်မော်ဒီဘောကနေရွာတွေကိုရန်တမ်းပြီးတော့လက်နက်ကြီးနေနဲ့ပြစ်ခတ်တာတွေလှုပ်ဆောင်နေတာဖြစ်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဟိုတိုင်းနာ EOS တွေလည်းအလုံးတဘောပေါက်နေလောက်ပါဘူးခင်းဆက်ဆက်ကျွန်တော်တို့အပြစ်ခတ်ရစဲရင်ငင်းငင်းတဘောတူစာချုပ်တို့ဘာတို့ညာတို့ဘာညာတာရကာဆိုပြီးတော့လက်မှတ်တွေထိုးကြတယ်ဓမ္မလက်မှတ်ထိုးပွဲလုပ်ပြီးလက်စွဲနှုတ်ဆက်လို့မပြီးသေးဘူးဟိုမှာပြန်ပြစ်နေကြတဲ့တာရကာတွေအများကြီးရှိခဲ့တာပါအဲ့တော့လက်ရှိစစ်ကောင်စီဟာယုံတင်လားမယုံတင်ဘူးလားဆိုတာဒါတွေကတက်တယ်ပဲအဲ့တော့ဒီလိုမျိုးယုံလို့မရတဲ့ကောင်မျိုးကိုကျွန်တော်တို့နိုင်ငံရေးအရာ ဆွေးနွေးစရာစကားပြောစရာလှက်ကြည့်စရာအကြောင်းကိုမရှိဘူးကျွန်တော်တို့တော်လှန်ရေးကိုဒီဇိုင်းမမတ်နဲ့တော်လှန်ရေးနဲ့တူအောင်လို့ရခိုင်တပ်တော်ပုံစံမျိုးပြက်ပြက်တတ်တတ်လုပ်ကြဖို့လိုတယ်အခြားတော်တိုင်းသားလက်နက်ကိုင်တွေအဖွဲ့တွေနဲ့တိထားမှာကနော်နိုင်ငံရေးလမ်းကြောင်းတော်လက်နက်ကင်လမ်းကြောင်းလို့ပြောကြတယ်ဒါပေမဲ့ဒီအချိန်မှာအဲ့ဒီလမ်းကြောင်းတွေအားလုံးခောက်ထားပါကျွန်တော်တို့ကလမ်းကြောင်းတစ်ခုပဲရှိတင်ပါတယ်အဲ့ဒါကတော့တော်နိုင်ရေးလက်နက်ကင်လမ်းကြောင်းပါပဲလက်နက်ကင်လမ်းစဉ်ကိုတတိုင်းပြည်လုံးတွားနေတာဖြစ်တဲ့အတွက်နိုင်ငံရေးလမ်းစဉ်ဝင်ရှုပ်လိုက်မယ်ဆိုရင်အဲ့ဒီနိုင်ငံရေးလမ်းစဉ်ကိုခုထုံးလုပ်ပြီးတော့ အာနာရှင်တွေကထွက်ပေါက်ယူရပါလိမ့်မယ်ဒါကိုကောင်းကောင်းတဘောပေါက်ကြဖို့ယူရပါဟုတ်ကဲ့နောက်ထပ်နောက်ဆုံးတင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာဧပြီလ9ရက်နေ့ညပိုင်းမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတယောက်ဒဏ်ရာရရှိကနေအိမ်15လုံးတည်းမနဲ့မီးလောင်ကျွမ်းခဲ့တယ်လို့ဒေတာကန်တွေစီကနေတိရပါတယ်ပခုတ်ကူမြို့နယ်မြစ်ချေတိုက်နယ်ညောင်ပင်ကျေးရွာကိုဧပြီလ9ရက်နေ့ည12နာရီကျော်လောက်မှာအောင်တာရွာပြူစောတိစခန်းကစစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေစုပေါင်းပြီး ်80မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့မြစ်ချင်ဒေသခံတယောက်က DVB ကိုပြောပါတယ်အဲ့ဒီလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲမှုကြောင့်ညောင်ပင်ရွာကအမျိုးသမီးတယောက်ဒဏ်ရာပြင်းထန်ခဲ့ပြီးအရေးပေါ်ဆေးဝါးကုသမှုခံယူရတယ်လို့ဆိုပါတယ်ဒါအပြင်နေအိမ်15လုံးထက်မနဲ့မီးလောင်ကျွမ်းခဲ့ကရွာသားတွေဝိုင်းဝန်းငိမ့်တက်ခဲ့လို့အပြင်လ6ရက်နေ့မနဲ့2နာရီကျော်တော့မှမီးငိမ့်ခဲ့တယ်လို့ပြောပါတယ်။အာနာတိမ်မီ3နှစ်ကျော်ကာလအတွင်းအရက်တန်းပြည်သူတွေရဲ့နေအိမ်တောင်း တသိန်းတစ်တောင်းကျော်ကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့လွတ်လပ်တဲ့တုဒေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကဖေဖော်ဝါရီ28ရက်မှာထုတ်ပြန်ထားပါတယ်။ဒါကတော့လက်ရှိ Data for Myanmar ထုတ်ပြန်ထားတဲ့ကိန်းဂဏန်းအချက်အလက်တွေကအာနာဒိမီမှာစစ်ကောင်စီမီးရှို့တဲ့အင်ဂျီပေါင်းကတသိန်းတစ်တောင်းကျော်ရပြီလို့ကြားသိရပါတယ်။ ဲ့ဒါလို့ဟာနည်းရည်တယ်လို့ပြောရင်ပြောရမယ်ဘာဖြစ်လို့ဆိုတော့လက်ရှိမြန်မာနိုင်ငံမှာကျွန်တော်တို့အမြဲပြောသလိုပေါ့အကျန်းဖက်ဒီပြည်သူအကျန်းဖက်ဒီဘာလို့လဲစစ်ကောင်စီဘက်ကလည်းလက်ရှိတော်လိုင်းဓမ္မတွေတတိုင်းနာ EOS တွေကိုသူတို့အကျန်းဖက်လို့ဆွဆွဲတယ်နော်တော်လိုင်းအင်အားစုတွေဘက်ကလည်း NUG ကစစ်ကောင်စီကိုအကျန်းဖက်ဖြစ်ကြီးညာပြီးတော့တိုင်းနာလက်နက်ကင်အဖွဲ့တွေရတဲ့ဒီအာဏာသိမ်းစစ်ကောင်စီကိုအကျန်းဖက်ဖြစ်တတ်မှတ်ထားကြတယ်ဒီနေရာမှာနှစ်ဖက်အပြန်အလှန်ပြောနေကြတဲ့အနေအထားမှာအကျန်းဖက်ဒီဘာလို့လဲဆိုတာကိုလက်တွေ့ကြကြတခုတည်းကြည့်ပါရွာတွေကိုစစ်ကြောင်းထိုးလို့ ဲ့ဒီစစ်ကြောင်းထိုးကန်ထီးတဲ့ရွာမပြောနဲ့နောက်ထပ်၄၅ရွာအစရွာလုံးကျွတ်ထွက်ပြေးရတယ်စစ်ဘေးရှောင်ရတယ်စစ်ကောင်စီစစ်ကြောင်းထိုးတာနဲ့အဲ့ဒီရွာတွေအားလုံးပြေးရတယ်မပြေးနိုင်မဲ့ကြံမြင့်ခဲ့တဲ့တက်ကြီးရွယ်တွေအားလုံးကတက်ခံထိပါတယ်မွေးထားတဲ့ကြက်ဝက်ဘဲနွားအကောင်လုံးဖမ်းဆီးချက်ပြုတ်စားတောက်တယ်မစားနိုင်နွားတွေကိုတနက်နဲ့ပြစ်တက်ခဲ့ပါတယ်ပြီးလို့ရှိရင်ရွာကိုမီးရှို့ပြီးထားပစ်ခဲ့ပါတယ်တော့သူတို့မီးမရှို့ခင်မှာအိမ်တွေကိုတအိမ်နဲ့တအိမ်စီရိုက်ဖွင့်ပြီးတော့လိုချင်တဲ့ပစ္စည်းအဖို့တန်ပစ္စည်းအကုန်ယူတယ် ယူလို့ဝါသွားပြီးအဲ့ဒီအိမ်တွေကိုမီးချိုပြီးရွာအောင်မီးတိုက်ခဲ့ပါတယ်။ဒါပေမဲ့ BDS စစ်ကြောင်းတွေစစ်ကြောင်းထုံးလို့ရွာလုံးကျွတ်ထွက်ပြေးရတဲ့ data မြန်မာပြည်မှာကြားဘူးကြတာမြင်ဘူးကြတာအဲ့ဒါလက်တွေ့ပဲ။အဲ့တော့ပြည်သူနဲ့တိုင်းပြည်ပေါ်ကိုဘယ်အဖွဲ့စည်းတီအကြမ်းဖက်နေတာလဲ။ဘယ်အဖွဲ့စည်းတီတိုင်းပြည်နဲ့ပြည်သူပေါ်ကိုတကယ်ဖျက်ဆီးနေတာလဲဆိုတာဒါတွေကိုကြည့်ချင်းအဖြစ်မှန်ကန်တဲ့အဖြေကိုရရှိနိုင်ပါလိမ့်မယ်။ဒါကြောင့်မလို့လက်ရှိအာနာတိန်စစ်ကောင်စီဟာအာနာတိန်မီတဲ့က ြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာတိုင်းနဲ့ချီကုန်ခဲ့ပြီဆိုတဲ့တည်င်းဒီမှန်တယ်လို့ထပ်ဆင်ပြီးတော့အတည်ပြုပြစီဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ခဲ့တဲ့တည်င်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့တဦးတယောက်ချီးစိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေနောက်ရက်ပိုင်းမှာလည်းအချိန်ရရင်ရတယ်လို့ဂုလို့တည်င်းတွေကိုတထိုင်ရတဲ့နဲ့တော့အားလုံးကိုတရှိနားလည်နှွားနိုင်အောင်တင်ဆက်ပေးမှဖြစ်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ